တော်ပဲမင်္ဂလာပါဒီနေ့ကတော့ April 3ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ပုဂိုးတိုင်းအုပ်ဖုံမျိုးနေပုဂိုးရုံးမပေါ်မှာစစ်ကြောင်းထိုးလာတဲ့ဒီစစ်ကြောင်းကိုနေပြီးတော့ဒီဘက်က PDF တွေကနေပြီးတော့ mine ဆွဲပြီးတော့တိုက်ခိုက်လိုက်တဲ့အခါကျတော့ဒီစက္ကစအရောက်ပေါင်း၄ရောက်ပါဆိုလို့ရှိရင်တော့အတုံးယုံတည်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီနေ့တတိယမီဒီယာလောကမှာ ကျွန်တော်တို့တကယ်ဟိုလေးတို့ကြောင့်ပေါ်ပြထားတဲ့အကြောင်းအရာနော်အဲ့ဒါရေပန်းစားတဲ့အကြောင်းအရာတစ်ခုကတော့မာအလာထန်နေငုံနေပြီးတော့တကယ်ဒီစကဆာရဲ့အထူးလေပြန်ဖြစ်တဲ့ Foka နော် 70F280070 နဲ့နေပြီးတော့ကျွန်တော်တို့ထန်နေငုံကိုသွားတယ်အဲ့ဒီလေမှုကနေပြီးတော့ဒူးမုံမူကြီးမုံမုံဆိုးကနေပြီးတော့အဒီမှာလေမှုဖြစ်နေမောင်းပြီးတော့ BIMSTEC ဆိုတဲ့အစည်းအဝေးကိုနေပြီးတော့တက်ရောက်တယ်အဲ့ဒီအစည်းအဝေးဟာဆိုလို့ရှိရင် data drain ဒီနေ့ပညာဖလေပွဲပေါ့နော်ဖလေပွဲအဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ဘူတန်အိန္ဒိယမြန်မာနီပေါ်အိန္ဒိယတရီလန်ကန်ထိုင်းစသဖြင့်ဒီနိုင်ငံတွေအားလည်းဆိုလို့ရှိရင်တက်ရောက်တာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီမှာရှိတဲ့ဒီအခြေခဲတွေနဲ့မအလားတွေ့ခွင့်ရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ထိုင်းနိုင်ငံကလည်းအခုဝန်ကြီးချုပ်ပီတူတန်ဟာဆိုလို့ရှိရင်တော့သူ့ကိုကြိုဆိုတယ်အဲ့ဒီမှာရောက်ရှိလာတဲ့ခေါင်းဆောင်တွေနဲ့လည်းတွေ့ခွင့်ရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့မအလားရဲ့စမ်းကတော့2025မှာ တော်တော်ကိုစမ်းပွင့်တာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ပထမဆုံးအနာလူပိတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူ့ကိုဖယ်ထားလိုက်တာ။နော်အာဆီယံတိုင်ဝမ်ကနေပြီးတော့ဖယ်ထားတယ်။ဖယ်ထားတဲ့၄မိနစ်တိတိသူတက်ခွင့်မရှိဘူးအပေခံရတယ်။နော်အတကယ် နော်အဆင့်နေပြီးတော့သူတို့ဒီအာဆီယံတိုင်းဝိုင်းမှာဆက်ဆံတယ်နော်ဆက်ဆံတယ်နော်2025ကျတော့ဒီတရုတ်ကနေပြီးတော့ပွဲထုတ်ပေးလိုက်တယ်နော်ပွဲထုတ်ပေးလိုက်တယ်ဆိုတော့အာဆီယံမှာလည်းတစိုက်တွေတာအဖြစ်သူအားဆိုလို့ရှိရင်ပါဝင်ခွင့်ကိုရတယ်ပထမဆုံးကတော့ကျွန်တော်တို့တရုတ်ကိုသွားခွင့်ရတယ်အဲ့ဒီဘီဒန်နောက်ပိုင်းမှာကျွန်တော်တို့အာဂျင်တီးနားတရားရုံးကနေပြီးတော့ဖမ်းမရန်ထုတ်တယ်ဖမ်းမရန်ထုတ်ပြီးတဲ့နောက်ပိုင်းမှာလူတွေကပြောကြတယ်နော်အဲ့ဒီတခြားနိုင်ငံတွေမှာဆိုလို့ရှိရင်တော့သွားလို့မရတော့ဘူးရိုဟင်ဂျာအရေးကိုဆောင်ရွက်ပေးတဲ့လူတွေကလည်းတော်တော်ကိုနိုင်ငံခြားတွေမှာထွက်ဖို့အတွက်သူ့အတွက်အခန့်အသတ်တွေအများကြီးဖြစ်မယ်ဆိုပြီးမှပြောခဲ့တယ်ပြောပြီး တဲ့နောက်ပိုင်းမှာပဲကျွန်တော်တို့ဒီရုရှားကနေပြီးတော့တမန်တော်က G2G လို့ခေါ်တဲ့အစိုးရနေပြီးတော့အစိုးရဆက်ဆံတဲ့ပုံစံမျိုးနဲ့ ဒီရုရှားကနေပြီးတော့သွားတယ်နော်အဒီမှာရုရှားတမန်တာနဲ့တွေ့တယ်ဆိုတော့စာအုပ်ထူတဲ့ကိစ္စမှာလဲနော်တော့ကိုကြည်ကြည်လွတ်လောင်ထွက်တဲ့ဟာတွေရှိတယ်သူကျွဲမင်းတို့ကြောင်မင်းတို့စသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးရာဇဝမ်မရှိတဲ့ဟာတွေနဲ့ဒီရုရှားတမန်တာပူတင်ကိုနေပြီးတော့ဖားတဲ့ဟာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဘယ်လိုလိုကိုသွားတယ်နော်ဘယ်လိုလိုကိုသွားတယ်အဒီဘယ်လိုလိုရဲ့တမန်တာနဲ့လဲတွေ့တယ်အဲ့ဒီကနေပြန်လာတယ်ရွေးကောက်ဖို့ကျင်းပမယ်လို့သူပြောတယ်နော်ဒီနှစ်2025ဒီဇင်ဘာလနောက်ဆုံးပတ်နော်အဲ့ဒီနောက်ဆုံးနှစ်ပတ်နဲ့ကျွန်တော်တို့ဒီဇင်နဝါရီလဒီပထမ နဲ့ဒုတိယပတ်တည်းမှာတစ်ဖြတ်ကျင်းပမယ်ဆိုပြီးတော့ပြောတယ်ပြောပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မင်းကလေးလှုပ်တယ်နောက်မင်းကလေးလှုပ်တဲ့ခါကျတော့တော့တော်တော်ကိုလူတဲ့အသေးပြောင်းများတယ်ညတဲ့ခါကျတော့အဲ့ဒီတည်င်းကဒီမြန်မာနိုင်ငံရဲ့တည်င်းကတကဘာလုံးကိုလွှမ်းသွားတယ်အမှန်ဆိုရင်ဒီမြန်မာနိုင်ငံဆိုလို့ရှိရင်เนาะဒီနိုင်ငံမှမသိရဘူးเนาะတော်တော်ကို တင်းနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတဲ့ခါကျတော့မိငလေးထုတ်လိုက်တဲ့ခါကျတော့လူတိုင်းကမေးကြတယ်ကျွန်တော်တို့သွားတဲ့ခါကျတော့အလုပ်လုပ်မှာအော်ဘင်းတို့ဒီတိုင်းပြည်မှာဆိုလို့ရှိရင်တော့တော်တော်ကိုမိငလေးထုတ်တာကိုတွေ့ရတယ်စသဖြင့်နော်တော်တော်ကိုအသေးပြောင်းများတာကိုတွေ့ရတယ်ဘလို့လဲမိသားစုတွေလုံခြုံကြရရဲ့လား စသည်ဖြင့်အဲ့လိုမျိုးမေးတာကိုတွေ့ရတယ်အတိတ်ကတော့ဒီမင်္ဂလင်အကြောင်းမြန်မာနိုင်ငံဟာတော်တော်ကိုလူကြီးများသွားတယ်ဆိုတော့ဒီနိုင်ငံတကာကလူတွေကလည်းဒီအခြေအကျတွေဆိုလို့ရှိရင်မအလကောအကုန်လုံးဆက်ဆံရတဲ့အဆင့်ကိုရောက်သွားတယ်နော်ပထမဆုံးကဖေးချန်ထားတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်မအလကတကယ်နော်ဒီနိုင်ငံတကာအလေမှာဆိုလို့ရှိရင်သမတ္ထထရန့်ကိုဒိုင်က နော်သူ့ကိုခေါ်ပြီးတော့ဆွေးနွေးရတဲ့အဆင့်ရောက်သွားတယ်နော်ဆောက်ရောက်သွားတယ်ဆိုတော့အဲ့ဒါကသူ့ရဲ့နော်တကယ့်အဆိုးထက်အကောင်းနော်အဆိုးထက်အကောင်းအနေနဲ့သူတို့ကဆိုလို့ရှိရင်အခုနိုင်ငံတကာမှာထွက်လာတာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာအာဂျင်တီးနားရဲ့တရားလုံးကထုတ်တဲ့ဖမ်းရန်က မင်းမလည်းဆိုတဲ့ဟာလည်းနည်းနည်းကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့အဲ့ဒါကိုမထီမလေးစားပဲနဲ့ကျွန်တော်တို့ကဒီရုရှားကိုသွားပြတယ်ဘယ်လိုလိုကိုသွားပြတယ်အခုထိုင်းနိုင်ငံကိုလည်းသွားပြတယ်ဆိုတော့တော်တော်ကိုသွားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီအာဂျင်တီးနားတရားရုံးကထုတ်တဲ့ဖမ်းမရန်ကလည်းသူ့အတွက်နော်အဖက်မဖြစ်သေးဘူးဆိုတဲ့ဟာတော့ဒီနေ့သတင်းမီဒီယာထဲမှာပေါ်ပြထည့်ရအခုထိုင်းနိုင်ငံမှာအစည်းအဝေးတက်တာကိုအဲ့ဒီမှာလုံလုံချုံချုံသွားတဲ့အကြောင်းရင်းကလည်းအဓိကကျွန်တော်တို့တွေ့ရတယ်ဆိုတော့ နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့မာလာအပြည့်ခရက်စေးတယ်နော်ရက်စေးတယ်အဲ့ဒီဘာသူကျင်းညာတဲ့20ရက်လို့သူပြောတယ်နော်ဒီပြည်ပတန်းဘက်မှာဒီ KNAO ကလည်းနေပြီးတော့ထုတ်တယ် KNAO ကနေပြီးတော့နော်မာလာကအပြည့်ရက်တာ20ဖြစ်တဲ့အတွက်ကြောင့်သူတို့ကလည်းရက်ပေါင်း20အပြည့်ရက်တယ်လို့ပြောတယ်အဲ့ဒါကိုချိုးမချိုးဖောက်ဖို့လိုတယ်လို့အဲ့ဒီ KNAO ကမနေ့ကကျင်းညာပြီးတဲ့နောက်ပိုင်းမှာဒီနေ့နော်အဲ့ဒီမှာကျွန်တော်တို့ပုံမော်တို့ဝိုင်းမော်တို့အဲ့ဒီမှာထိုးစစ်ဆင်ပြီးတော့သူတိုက်ခိုက်တယ်ဒီပုံမော်တို့ဘာလို့ဆိုလို့ရှိရင်ပုံတွေကြီးကြီးလိုက် ်နော်ကျဲတယ်နော်ကျဲတယ်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဒီ KIA ရဲ့နော်ပြောရဲဆိုခွင့်ရှိတဲ့လူဘုံမူကြီးနော်မူကတော့မပြောတယ်ဆိုလို့ရှိရင်မအားလားဆိုလို့ရှိရင်ပြစ်ခတ်ရက်စေးမှာဆိုလို့ရှိရင်စီးမရှိကမ်းမရှိတိုက်ချင်ရတိုက်ပြောချင်ရပြောလို့ရှိရင်တော့သူရပြောဆိုချက်တွေအားဆိုလို့ရှိရင်ပြန်ပြီးတော့ချိုးဖောက်တယ်သူကိုယ်တိုင်ချိုးဖောက်တယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာထဲမှာကျွန်တော်တို့ဒီ KNY ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဟာကိုเนาะသတင်းမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကမန္တလေးတိုင်းညုံဦးမြို့နယ်မှာဆိုလို့ချင်းဒီစကားစကားစစ်ကြောင်းထိုးတယ်เนาะစစ်ကြောင်းထိုးတယ်။အဲ့ဒီမှာစစ်ရှောင်းတွေနေတဲ့ ဒီအဆောက်အဦတွေเนาะအဆောက်အဦတွေပြောတဲ့ခါမှာတဲတယ်ပေါ့เนาะတဲတယ်ပေါ့ကွန်လိုမီရှုပ်ဖြည့်ဆည်းလိုက်တယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမြင်းကလေးเนาะမြင်းကလေးအเจ้าမြန်မာနိုင်ငံမှာဆိုလို့ရှိရင် TikTok ကိုဆုံးရှုံးမှုတွေရှိတယ်ဆိုတော့အဲ့ဒီဆုံးရှုံးမှုထဲမှာဆိုလို့ရှိရင်လူအသေးအပြောက်ဟာဆိုလို့ရှိရင်တော့အများဆုံးဖြစ်တယ်ဆိုတော့လူအသေးအပြောက်ကအများဆုံးဖြစ်တယ်တော့အဆောက်အဦကတော့ဒါထက်အများကြီးအစားပေါင်းများများစွာပျက်စီးတာပေါ့เนาะဆိုတော့လူကတော့3900နဲ့တယောက်ရှိသွားပြီเนาะ3900နဲ့တယောက်ရှိသွားပြီလူအသေးအပြောက်အဲ့လောက်သေးပြည့်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒဏ်ရာရရှိတဲ့လူတွေအများကြီးရှိတယ်အဲ့ဒါက၄000 935ရောက်เนาะ4935ရောက်ဒဏ်ရာရရှိမှုတွေရှိပြီးတော့ခုလောလောဆယ်ပျောက်ဆုံးနေတာဒီမှာရှိမှန်းနဲ့ရှိမှန်းမသိတဲ့လူအယောက်ပေါင်း340တိပျောက်ဆုံးသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီမအလာရဲ့ဒီဖက်ဖက်မှာမိထီလာတို့ပြီတော်တို့နောက်တစ်ခုကတကားဦးလေးစိတ်တို့စသဖြင့်ဒီနေရာတွေမှာဒီမအလာရဲ့လေတက်เนาะအဖွဲ့တွေအရဆိုလို့ချင်းထောင်နှစ်ချီပြီးတော့ အော်တေးဆုံးသွားတယ်ဆိုတဲ့ဟာကိုလေဒီစီတန်ဝင်တဲ့ဒီလေထပ်အရာရှိတယောက်ကပြောထားတဲ့ဗီဒီယိုဖိုင်ကိုဒီကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်နော်တင်ထားပေးတယ်ဘလောက်ထိဘလောက်သူတူတူတွေသေလဲနာမည်နဲ့အတီအကြသူတို့ဘေးနေရာကနေပြီးတော့ ဇင်းရင်းတွေကအတိအကျအနေနဲ့သူပေါ်ပြထားတာတွေ့ရတယ်။ဘာလို့ဆိုတော့အထက်မှာဖျဲသီးကနေပြီးတော့သူ့ကိုသတင်းပို့တဲ့ဟာတွေကနေပြီးတော့သူပြောထားတဲ့ဟာရှိတယ်။အဲ့ဒါကိုနေပြီးတော့ဒီ channel မှာသွားပြီးတော့ကြည့်လို့ရတယ်။သူပြောပြထားတဲ့ဟာကိုအားရစရာကြီးကျွန်တော်တို့တွေ့ရတယ်။ဆိုတော့လေတက်ဖက်ကလည်းတော်တော်ကိုသေးတယ်။ထောင်ဝင်းချီပြီးတော့သေးတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ပြည်သူလူထုတွေကလည်းတော်တော်သေးတယ်။3000နဲ့ကိုရာနဲ့တယောက်ရှိပြီးဒဏ်ရာရရှိတဲ့လူကတော့1935ယောက်ပျောက်ဆုံးတဲ့လူကတော့345ယောက် ဒီအဆောက်အဦတွေပြည့်စည်တာတော့၈တန်းနေပါလောက်နော်၈တန်းနေပါလောက်ပြည့်စည်ဆုံးရှုံးသွားတယ်ဆိုတဲ့ဟာကိုတော့မင်္ဂလာရဲ့လောက်ခံမှုကြောင့်ပြည့်စည်တယ်အဲ့လိုမျိုးရှိတယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ USA ကနေပြီးတော့မြန်မာနိုင်ငံကိုတန်ခတ်တာနောက်တန်ခတ်တာတန်ခတ်တယ်လို့ပြောလို့ပြောလို့ရတယ်နော်ဒီလောက်ပိုက်ပြီးဆုပ်ယုပ်တဲ့အချိန်မှာကျွန်တော်တို့အခွန်ငွေတွေကိုဘိုးကောက်တယ်နော်တိုးကောက်တယ်အဲ့ဒီ၄၀နဲ့၄၀၀ခိုင်နှုန်းနော်၄၀နဲ့၄၀၀ခိုင်နှုန်းကိုဘိုးကောက်တယ်ဆိုတော့မြန်မာနိုင်ငံတခုတည်းတော့မဟုတ်ပါဘူးနော်ကျွန်တော်တို့ဒီ Russia တို့ဒီဖက်မနေဆက်မှာရှိတဲ့ Canada တို့ ဒီမှာမက္ကဆီကိုလိုဆိုတဲ့ပြည်နေရတကာကိုလိုက်ပတ်ပြီးတော့ကိုတိုးကောက်တာနော်အဲ့ဒီအခွန်ကိုတိုးကောက်တာဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့မင်းကြီးလေးထုတ်တဲ့ခါကျတော့အလှငွေအ ਨੇ ဆုံးက USA ပဲနော်အဲ့ဒါကဒေါ်လာ1သန်းနော်ဒေါ်လာ1သန်းလို့တကယ်တိုင်းပြည်ချမ်းသာတဲ့တိုင်းပြည်ကပါမှာတကယ်အားအကြီးဆုံးတိုင်းပြည်တိုင်းပြည်ကနေပြီးတော့လူတန်းတာဒေါ်လာ1သန်းနော်မလူချင်းလူချင်းနဲ့လူလူတဲ့ပုံစံမျိုးဖြစ်နေတယ်နော် OC တောင်မှကျွန်တော်တို့ခုနှစ်တန်းเนาะခုနှစ်တန်းလှူတယ်။ဘာမှမဟုတ်တဲ့ခုနကဂျပန်နိုင်ငံက Nippon Foundation နော် Nippon Foundation ကဆဆကဝါတောင်မှ၃တန်းလှူတန်းတယ်နော်၃တန်းလှူတန်းတယ်။ EU ကနေပြီးတော့၁၃တန်းလှူတန်းတယ်အဲ့ဒါကကျွန်တော်တို့ဒေါ်လာငွေပေါ့နော်။တရုတ်က၁၃တန်းလှူတယ်နော်၁၃တန်းလှူတယ်။ကျွန်တော်တို့ EU ကနေပြီးတော့၁၂တန်း၁၃တန်း။နော်အဲ့ဒီအတိတ်ပြတော့တရုတ်နဲ့ဒီ EU ကကြာတော့နော်အပြန့်အလှန်ပဲနော်။နေလငါလာပဲ။အဲ့ဒီပြတော့အတူတူလှူတန်းကြတယ်၁၃တန်း၁၃တန်းအနေနဲ့လှူတန်းတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ဒီမှာလှူအရေးရုံးဆုံး နိုင်ငံကတော့ကျွန်တော်တို့ USA ဖြစ်နေတဲ့နှစ်တန်းတော့အတကက်ရရရလူတာကိုတွေ့ရတယ်ဆိုတော့အရင်သမတတို့ဘာလို့ဆိုရင်တော့ဒါထက်အများကြီးဖြူတန်းအလူကမာပါတခြားနိုင်ငံတွေထက်အများကြီးအလူတန်းလောက်တာကိုတွေ့ရတယ်နော်အဲ့ဒါအခုဒီစာကြီးနထရတော့နှစ်တန်းပဲကူမြင်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံကိုဒီ twin comb ပေါ့နော် twin comb တွေပြောနေပြီးတော့၄၀နဲ့၄၀ခိုင်နှုန်းအထိခွန်း ဒိုးကောက်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ပုံမော်တိုက်ပွဲနောက်ပုံမော်တိုက်ပွဲမှာဆိုလို့ရှိရင် KIA နဲ့ပူပေါင်းဖွဲ့တွေကဒီစကဆာရဲ့ဒုံးအစင်းပေါင်း၅စင်းဝင်ပြီးတော့ ပြစ်ချနိုင်တယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တည်တင်းတပ်ပုံတွေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဘာဖြစ်လဲဆိုတော့စကစကအဲ့ဒီနေရာမှာနောက်ထိုးဆင်းပြီးတော့ဒုံးတွေနဲ့တိုက်ခိုက်တယ်။ပြီးတော့ကျွန်တော်တို့စက်တက်လေထီတွေနဲ့နေပြီးတော့နောက်ပုံချေတိုက်ခိုက်တယ်စသဖြင့်အဲ့လိုမျိုးလုပ်တယ်နော်အဲ့ဒါကိုဒုံးအစေပေါင်း၅ဆင်းကိုပြစ်ချနိုင်တယ်။ဆိုတော့အဲ့ဒီမှာဒီစကစကရဖွေတွေကဒုံးရှိတော့နော်ဒုံးရှိတဲ့အတွက်ကြောင့်အကြီးအကျယ်ပြန်ပြီးတော့အစားထိုးတောင်းနေရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ် နောက်တစ်ခုက WHO နော် WHO ကနေပြီးတော့စစ်ဖက်ဆိုင်ရာနော်ပစ္စည်းတွေနော်ပစ္စည်းတွေတန်ပေါင်း60နော်တန်ပေါင်း60ကိုနေပြီးတော့ထောက်ပံ့ပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီထက်မှဘာတွေပါလဲဆိုလို့ရှိရင်ရွေးလျားလို့ရတဲ့တဲတွေနော်တဲတွေအတိတ်ပြရတော့ဒီတဲတွေကိုအကုန်လုံးအချိန်ဆက်တဲ့အလုံးပြန်ဆက်လိုက်တဲ့အဲ့ဒီမှာအမိုးကာလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီနေရာကကျွန်တော်တို့တဲဖြစ်သွားတယ်နော်အဲ့လိုမျိုးနောက်ဒုက္ခတဲတွေကိုကုညီတဲ့တဲတွေပေါ့နော်တဲတွေအဲ့ဒီမျိုးပါတယ်နောက်တစ်ခုက basic ကုသလို့ရတဲ့နေကရိယာတွေနော်အိတ်တွေနော်စေကုသရဲ့ အာအဲ့ဒီအရေးပေါ်ဆေးဝါးတွေနော်ဆေးဝါးတွေပါတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်တန်ချိန်ပေါင်း60နော်တန်ချိန်ပေါင်း60ကိုနေပြီးတော့ WHO ကထောက်ပံ့ကူညီတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကချင်းပြင်းနေနော်အဲ့ဒီမှာကမ်ပလတ်မြို့ကိုနေပြီးတော့မာလာကပုံချေတိုက်ခိုက်တယ်ဆိုတော့အဲ့ဒီမှာနေအိမ်အလုံးပေါင်း၅လုံးပျက်စီးသွားတယ်အစိုးရအဆောက်ပေါင်းအလုံးပေါင်း20ပျက်စီးသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အတိတ်ကတော့ဒီသူတို့ကျဲလိုက်တဲ့ဘုံမြန်ဆိုလို့ရှိရင်ဒီအဆောက်အဦးတွေ နော်အစိုးရအဆောက်အဦတွေကိုအများကြီးထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက granny ပြည်နယ်မှာနော် granny ပြည်နယ်မှာကတော့ကျွန်တော်တို့တခြားနေရာတွေမှာအကုန်လုံးပြစ်ခတ်ရစေကြတယ်ကျွန်တော်တို့မြေတောင်သုံးခွေလက်ပြည့်ရတယ်ကျွန်တော်တို့ KIO လေးကျင်းညာတယ်နောက်တစ်ခုကမအားလာလေးကျင်းညာတယ်အဲ့ဒီထက်မှမကျင်းညာတာကကျွန်တော်တို့ချင်းရဲ့ နောက်တစ်ခုက KNU ရဲ့နောက်တစ်ခုက Granny เนาะ Granny တော့ကသူတို့ချင်ညာတော့ကျွန်တော်တို့မတွေ့ရဘူးဆိုတော့ဒီနေ့ကတော့ Granny ကဘာပြောလဲဆိုလို့ရှိရင်တော့ Granny မှာရှိတဲ့ဒီတပ်ပေါင်းစုတွေကမအလာပေါ်မှာပဲမူတည်ရတယ်เนาะမအလာကထိုးစစ်စင်လို့တိုက်လဲဆိုရင်သူတို့လည်းချမှာပဲเนาะထိုးစစ်ကိုသူတို့ ပုံစံမျိုးပဲတံပြန်ထိုးစစ်ကိုတို့ရှင်းဖို့ရှိတယ်အဲဒါကြောင့်မလာအပေါ်မှာရေမူကြည့်ပြီးတော့ကျွန်တော်တို့ပြည့်ရတယ်လို့ပြောရတယ်နော်ပြည့်ရတယ်လို့ပြောရတယ်ဆိုတော့ဒီပြတော့မအလာတော့တစ်ခါမှဂတိတည်တဲ့လူမဟုတ်တဲ့ခါကျတော့သူအပြစ်ခတ်ရက်စေးလို့ချင်ညာတယ်ရပေါင်း20ပုံကြီးကျလိုက်တိုက်တယ်ဆိုတော့အခုကအပြစ်ခတ်ရက်စေးကပြတ်သွားတာကရခိုင်နဲ့ကျွန်တော်တို့ KIA နော် KIA ကတို့ထိချုပ်တဲ့နေပြီအချိန်မှာဆိုလို့ရှိရင်နော်အပြစ်ခတ်ရက်စေးလေးဟာဆိုလို့ရှိရင်မလာကသူလက်နဲ့လုတ်တယ်သူခြေတောက်နဲ့ပြန်ဖြတ်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်ဒီပြတော့အပြစ်ခတ်ရက်စေးဟာဆိုလို့ရှိရင်တစ်ချိန်နဲ့ ရခိုင်မှာလုံးဝပြည့်ပြည့်သွားပြီဆိုတဲ့ဟာတော့ဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြချက်အရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့ April 3ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ